ကျွန်တော်ရဲ့မိတ်ဆွေများကိုမကြခင်မှာရောက်ရှိတော့မဲ့1389ခုနှစ်တနစ်တာလုံးမှာလက်လာပါတွေပွင့်လန်းစီဖို့ရာနှစ်တူမှာ လက်ပန်းအဖြစ်နဲ့လူရတဲ့နှစ်တူလက်ပန်းအလူလေးအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်နှစ်တနှစ်ရဲ့ကောစာလာဘနန်းတဲ့ပန်းနဲ့မိမိတို့ရဲ့မဟာဘုတ်ကနေလာတဲ့မူလလာဘနန်းတဲ့ပန်းကိုအဲ့ပန်းနှမျိုးကိုပေါင်းပြီးတော့ ဖျားပန်းဝထိုး၍ဖျားရှင်ကိုလှူဒန်းတဲ့အခါမှာလက်ပွင့်နေလို့အဆိုးရှိပါတယ်။ဒါကြောင့်မလို့နှစ်တည်းဦးမှာမိစွေတို့အနေနဲ့တနှစ်တာလုံးလက်လာပါတွေပွင့်လန်းစေဖို့အတွက်နှစ်စန်းတရက်နေ့မနှက်မှာတော့လောကောနှစ်စန်းတရက်နေ့ညမှာတော့လောကောထိုလက်ပန်းကိုလှူဒန်းခြင်းအဖြစ်တနှစ်တာလုံးလက်ပွင့်စေပါတယ်။ပရမအုပ်စုနှစ်တည်းနှစ်ရက်ဒီနှစ်ရက်ကောစာလာပါဦးအရင်ဆုံးမိမိတို့တည်ထားပါမယ်။ဒီနှစ်ရက်ကောစာလာပါဟာတောက်ကြန်နံတင်ပါတယ်။ဒါကြောင့်မလို့ တောက်ကြာနန်းတင်သောပန်းကိုကျွန်တော်တို့သုံးရပါမယ်အဲ့တော့တောက်ကြာနန်းတင်သောပန်းဖြစ်တဲ့တီးညွတ်သို့မဟုတ်တီယိုညွတ်ကိုကျွန်တော်တို့လှူရပါမယ်ဒါဒီကောသာလာဘပန်းဖြစ်ပါတယ်နောက်တစ်ခါမိမိတို့ရဲ့မူလလာဘပန်းကိုတီးဖို့အတွက်ကကြတော့မိမိတို့ရဲ့မြမမွေးတက်ကတဲ့ကိုတီးပြီးတော့ခုနှစ်နဲ့စားရပါမယ်စားပြီးတဲ့အခါမှာမိမိတို့ရရှိလာတဲ့အကျွင်းတွေကိုမှတ်ထားပါတစ်ခုကျွင်းတဲ့လူကိုတစ်ကျွင်းလို့ခေါ်ပါတယ်နှစ်ခုကျွင်းတဲ့လူကိုနှစ်ကျွင်းလို့ခေါ်မယ် ၃ခုကျွင်း၃ကျွင်းလို့ခေါ်ပါမယ်ထို့ကဲ့သို့မိမိသည်၁ကျွင်းလား၂ကျွင်းလား၃ကျွင်းလား၄ကျွင်းလား၅ကျွင်းလားထို့ကဲ့သို့မှတ်သားထားပါအဲ့တော့မိမိရဲ့မြန်မာမူတက္ကရာကိုဒီ9နှစ်စာကျွင်းတဲ့အကျွင်းကိုမှတ်ထားပါ၁ကျွင်းသမားတွေရဲ့မူလလာဘပန်းသည်တောက်ကြနံတဲ့နဲ့ပန်းဖြစ်ပါတယ်ဒါကြောင့်မို့တီးညွန်ပဲကျွန်တော်တို့သုံးပါမယ်၂နှစ်ကျွင်းသမားများရဲ့မူလလာဘပန်းသည်စနေနံဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒန်းညွန်ကျွန်တော်တို့သုံးပါမယ်ဒန်းညွန်ကိုသုံးပါမယ် သုံးညွန်းသမားများရဲ့မူလလာဘနန်သည်တနင်္ဂနွေနံဖြစ်တဲ့တကြောင်မလို့တနင်္ဂနွေနံတဲ့နဲ့အုံညွန်ကိုကျွန်တော်တို့လှူရပါမယ်။လေးညွန်းသမားတွေရဲ့မူလလာဘသည်တနင်္လာနံဖြစ်တဲ့တကြောင်မလို့ဂန်းကွန်ညွန်ကိုကျွန်တော်တို့လှူရပါမယ်။ငါးညွန်းသမားတွေရဲ့မူလလာဘသည်အင်္ဂါနံဖြစ်တဲ့တကြောင်မလို့ကျွန်တော်တို့ဇွန်ညွန်းကိုသုံးပါမယ်။၆ညွန်းသမားတွေရဲ့မူလလာဘသည် ိုရူးနံဖြစ်တဲ့အတွက်ကြောင့်မလို့ရွက်လာညုံကိုသုံးရပါမယ်။တုံညာကျွင်းသမားတွေရဲ့မူလလာဘနံတင်တာဒီကြာတာပရိနံဖြစ်တဲ့အတွက်ကြောင့်မလို့မင်းမျိုးပန်း၅ပွင့်ကိုသုံးရပါမယ်။အဲ့တော့တစ်ကျွင်းသမားများအတွက်လှူရမဲ့ပန်းကတော့ကောသာလာဘလာတဲ့တိညွန်6ညွန်ရဲ့မိမိရဲ့မူလလာဘကနေလာတဲ့တိညွန်6ညွန်ရဲ့တိညွန်6ညွန်6ညွန်နှစ်ခါခွဲဟောပေါ့အဲ့ပန်းတူအိုးထဲမှာကောသာလာဘအတွက်တိညွန်6ညွန်ထိုးမယ်။ မိမိရဲ့မူလလာဘအတွက်တင်းညွန့်ချောင်းညွန့်ထိုးမယ်။အိုက်ပန်တစ်မျိုးအိုက်ပန်နှစ်မျိုးကိုထိုးပြီးတော့ဖျားရှင်ကိုလက်ပန်းဖြစ်နဲ့လှူရပါမယ်။နှစ်ကျွန်းသမားများအတွက်ကတော့နော်ကောသာလာဘကလာတဲ့တင်းညွန့်ချောင်းညွန့်ရဲ့မိမိရဲ့မူလလာဘကနေလာတဲ့ဒန်းညွန့်ခုနှစ်ညွန့်ရဲ့ကိုပေါင်းပြီးတော့ဖျားပန်းဖြစ်လှူရပါမယ်။သုံးကျွန်းသမားများအတွက်ကတော့ကောသာလာဘကလာတဲ့တင်းညွန့်ချောင်းညွန့်ရဲ့မိမိရဲ့မူလလာဘကလာတဲ့အုံညွန့်တညွန့်ရဲ့နှစ်ပန်းနှစ်မျိုးပေါင်းပြီးတော့ လက်ပန်းဖြစ်လူရပါမယ်။လေးကျွန်းသမားများအတွက်ကတော့တီညွန့်ချောင်းညွန့်နဲ့ကန့်ကွန်ညွန့်နှစ်ညွန့်ကိုတွဲပြီးလူရပါမယ်။ငါးကျွန်းသမားတွေကတော့တီညွန့်ချောင်းညွန့်နဲ့ဇွန်ညွန့်သုံးညွန့်ကိုတွဲပြီးလူရပါမယ်။၆ကျွန်းသမားတွေအတွက်ကတော့တီညွန့်ချောင်းညွန့်နဲ့ရွက်လာလေးညွန့်ကိုပေါက်ဖက်ပြီးလူရပါမယ်။၃ညကျွန်းသမားတွေအတွက်ကတော့တီညွန့်ချောင်းညွန့်နဲ့မင်းမျိုးပန်း၅ဝင်ကိုတွဲပြီးတော့ဖျားပန်းဖြစ်နေကျွန်တော်တို့လက်ပန်းဖြစ်နေလူရပါမယ်။ ဒီလိုတူတန်းခြင်းအပြင်မိမိတို့အနေနဲ့တစ်နှစ်တာလုံးမှာလက်ပွင့်နေပါလိမ့်မယ်ဒီဒီပန်းလူတာကိုဒီနှစ်ဆန်းတရက်နေ့တရက်ထဲတည်းမဟုတ်ဖဲနဲ့ကျွန်တော်တို့မကြမကြလေးပဲဟိုလိုပေါ့လူတန်းသွားနိုင်ပါတယ်ဒါဟာလက်လာပါပွင့်စီတဲ့ဒီ1389ခုနှစ်ကုနဲ့တစ်နှစ်တာမှာနော်မိတ်ဆွေတို့တော့ကိုလက်လာပါပွင့်စီတဲ့နော်လက်ပန်းလေးပဲဖြစ်ပါတယ်အဲ့တော့ ဒီအကြောင်းကိုကျွန်တော်တို့ဟိုပေါ့နော်မေးမြန်းနေတယ်ဆိုရင်လည်းပဲမသိလို့မေးမြန်းနေတယ်ဆိုရင်လည်းနော်ကျွန်တော်ရဲ့ profile မှာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးတင်ပေးထားပါဗျာအဲ့ဒီဖုန်းကိုဆက်သွယ်ပြီးဒါရိုက်ဆက်သွယ်ပြီးတော့လေမေးမြန်းနိုင်ပါတယ်ကျွန်တော်တို့ဒီ comment နေကြလို့ရှိရင်ကျွန်တော်တစ်ခါလေးမှဝင်ကြည့်ပြတာဖြစ်တဲ့အကြောင်းမလို့နော် comment ထဲမှာမဖြေဖြစ်လို့ရှိရင်လည်းပဲကျွန်တော်ဖုန်းကိုဒါရိုက်ဆက်ပြီးတော့မေးမြန်းနိုင်ပါတယ်ကျွန်တော်ရဲ့ profile မှာကျွန်တော်ဖုန်းနံပါတ်လေးတင်ပေးထားပါဗျာအဲ့တော့ကျွန်တော်ကတော့ထိုက်အောင်ရှိန်ဖြစ်ပါတယ်အဘဆရာကြီးမင်းသိန်းခါရဲ့နော်တပည့်ရင်တူဦးလေဖြစ်ပါတယ် ကျွန်တော်ယခုမန္တလေးမြို့59 A 1920ကြားမှာကျွန်တော်ရဲ့ဗီဒီယိုဟောကမ်းလေးကိုဖွင့်ထားပါတယ်เนาะအဲ့တော့သိချင်လို့မေးမြန်းချင်တာရှိရင်လည်းကျွန်တော်ရဲ့ profile မှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုကြည့်ပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ